အားလုံးပဲမင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေအော်တိုဘာလ20ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကြံဖို့ပါတီမှာရွေးကောက်ပွဲဝင်ကြိုင်ချမိစစ်ဗိုလ်ချုပ်ဟောင်းများကိုပိုင်းလုံချုပ်ရေးအဖွဲ့များဖွဲ့စည်းထားညထုံးဦးကပြည်ဦးလိမျိုးနဲ့မျိုးစောကကိုကိုကျွန်းအောင်လင်းထွေးကနေပြည်တော်မေးဆန္ဒနဲ့အပါအဝင်ဗိုလ်ချုပ်ကြီးတချို့ရှင်ပြိုင်မိမေးဆန္ဒနဲ့များထွက်ပေါ်လာတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရက်ဖွဲ့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်စစ်ဗိုလ်ချုပ်ဟောင်းများကကိုပိုင်လုံးချုပ်ရေးအဖွဲ့များကိုဖွဲ့စည်းထားကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်မင်းအောင်လှိုင်ဤစေခိုင်းချက်အရာစစ်ကော်မရှင်မှစေရရှိကြီးများဖြစ်ကြသည့်အောင်လင်းတွင်ညထွန်ဦးဝင်းကြီးတင်အောင်စံဒုတိယဗိုလ်ချုပ်ကြီးဟောင်းကဲ့မြင့်တန်း OTS 66ဒုဗိုလ်ချုပ်ကြီးဟောင်းတေစာကျော် DSA 28ဒုဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံ DSA 29ဒုဗိုလ်ချုပ်ကြီးဟောင်းဖုံမြန်း ODS 83ဒူပိုကျုံကြီးဟောင်းလင်းအောင် DSA 26ဒူပိုကျုံကြီးဟောင်းစိုးတင်နိုင် DSA 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နှင့်ပြည်내တိုင်းလွတ်တော်တို့မှကြံဖို့ပါတီကိုစားပြုပါဝင်ရှင်းပြိုင်သွားမည်ဖြစ်ကြောင်းအဆိုပါဘိုကျုံကြီးနှင့်စစ်ဘိုကျုံများမှကြံဖို့ပါတီမှတက်စဉ်ရွေးကောက်ပွဲဝင်ရာတွင်ကိုပိုင်လုံခြုံရေးအဖွဲ့များကိုဖွဲ့စည်းထားကြောင်းသိရပါသည်စီယုံကလာတဲ့ဘိုးချုပ်ကြီးတွေကကိုရီးအရာရှိကစလို့ရှင်းမောင်းရုံအဖွဲလုံချုံကြီးတွေအကုန်လုံးသူတို့ကိုပိုင်အဖွဲတွေနဲ့လာပါတယ် အခုတော့မဲဆွဲစည်းရုံမှုတွေမစသေးဘူးဒါပေမဲ့သူတို့ကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေဖွဲ့စည်းထားပြီးအဲ့ဒီအဖွဲ့တွေကနေပြည်တော်ပနာမကွင်းဆင်းနေကြပြီးပါတီဘက်ကလှုပ်ပေးတဲ့လုံခြုံရေးအဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့ကလှုပ်ပေးမဲ့လုံခြုံရေးအပြင်တအူးချင်းစီမှာလည်းကိုယ်ပိုင်လုံခြုံရေးအဖွဲ့တွေတည်ထက်ဖွဲ့စည်းလှုပ်ဆောင်နေကြပါတယ်ပါတီကနေကိုစားပြုပြိုင်နေဆိုပေမဲ့အစအစအရာရာသူတို့ဟာသူတို့စီမံလာကြတာစည်းကအစပါတီဘက်ကပေးစရာမလိုဘူးဟုကြံခိုင်ရေးပါတီတရရင်မြစ်ကပြောဆိုပါတယ် လက်ရှိဖိုးချုပ်ကြီးဟောင်းများရှင်းပြမယ်မဲဆန္ဒနယ်များထွက်ပေါ်လျက်ရှိရာ အောင်လင်းထွေးကနေပြီးတော့အမျိုးသားလွှတ်တော်မဲဆန္ဒနယ် PR တွင်၎င်းမျိုးစောကကိုကိုချွန်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ၎င်းညထွန်းဦးကပြည်ဦးလိမ်မျိုးနယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ၎င်းရှင်းပြကြမည်ဖြစ်ကြောင်းသိရပါတယ်ဒုတိယဘူချုပ်ကြီးဟောင်းတပ်ပုံကစကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းစိုးတင်နိုင်က မကွေးမြို့နယ်မဲဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းကံမြင့်တန်းကမအူပင်မြို့နယ်မဲဆန္ဒနယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယတီတီမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်စန်းကဥတ္တရတီတီမြို့နယ်မေကင်းမောင်မြင့်ကစပူတီတီမျိုးနဲ့မဲဆန္ဒနဲ့အငိမ့်စားဗိုလ်ချုပ်ကြီးမြတ်ဟိန်ကဓက္ခိနာတီတီမျိုးနဲ့ပုပ္ပတီတီမျိုးနဲ့တို့တွင်ဘူးလက်လာစွေဗိုလ်ချုပ်ဟောင်းမောင်မောင်အောင်ကတက်ကုံမျိုးနဲ့မဲဆန္ဒနဲ့တို့တွင်အတိတ်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးမြင်းချက်မျိုးနယ်တွင်စစ်တပ်၏ရေချောင်းစစ်ဆေးရေခဲရှိစစ်သင်္ဘောများကိုဒရုန်ဖြင့်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချက်မျိုးနယ်တွင်အကြံဖတ်စစ်တပ်ရေချောင်းစစ်ဆေးရေခဲရှိစစ်သင်္ဘောများကိုဒရုန်ဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်သားများထိခိုက်မှုရှိကြောင်းရေစကြိုတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘလာ၁၂ရက်နေ့တွင်မြင်းချမ်းမြို့နယ်စိတ်ညာရေတင်ရုံအကြံဖက်စစ်တပ်၏ရေချောင်းစစ်ဆေးရေဂိတ်တွင်စစ်သည်မောများရောက်ရှိနာကိုနေစဉ်တော်လန်ရေးတပ်ဖွဲ့များကခြုံဖြက်ပုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်စစ်သည်မောတစီချရပောက်ခွဲခဲ့ခြင်းကြောင့်စစ်သားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သည်မောတစီခေါင်းမူးလည်းပျက်စီးသွားကြောင်းသိရပါသည်။ ကျွန်တော်တို့တီးရတလောက်ကတော့စစ်ခွေးမတည်ဘူးလို့တော့ကြားတယ်ဒါပေမဲ့စစ်ခွေးလေးကောင်တော့ထိခိုက်ဒဏ်ရာရတယ်စစ်ခွေးတင်မော့ကတော့ခေါင်းမှုပြက်စီသွားတယ်အဲ့ဒီတင်မော့ကိုစစ်ခွေးတွေကစိတ်ညံရေးတင်ယုံနာမှာပဲအခုထိပြင်ဆင်နေတယ်လို့တီးရတယ်အဲ့ဒစီကမထွက်နိုင်သေးဘူးဟုရေစကြိုတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အစောပိုင်းတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုဤ drone အဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံဖတ်စစ်တပ်ဘက်မှလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့တော့လေဒေါ်လန်ရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးနထိုးကြီးမြို့နယ်ပဲချက်ကြီးဘာတို့စစ်တပ်ကစက်တလီတီ၃စီးဖြင့်ဘုံများကျဲချမှု ပြည်သူလေးဦးသေးဆုံးပြီးနှစ်ဦးထဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးဘာတို့စစ်တပ်ကစက်တလီတီ၃စီးဖြင့်ဘုံများကျဲချမှုပြည်သူလေးဦးသေးဆုံးပြီးနှစ်ဦးထဏ်ရာရရှိကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီအော်တိုဘာလ၁၉ရက်နေ့နနက်၆နာရီခန့်အချိန်ကနထိုးကြီးမြို့နယ်ပဲချက်ကြီးဘာတို့စစ်တပ်ဤစက်တလီတီ၃စီးကဘုံများကျဲချခဲ့ကြောင်း ရင်ကဲ့သို့ပုံကျင့်မှုကြောင့်ပေးချက်ကြီးရွာတွင်နေထိုင်သောပြည်သူ40ဦးသေဆုံးခဲ့ပြီးနှစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။သေဆုံးသူပြည်သူ40ဦးမှာအသက်55နှစ်အရွယ်ဦးကျော်နိုင်နှင့်ဒေါခင်တန်းတို့အသက်58နှစ်အရွယ်ဦးခင်မောင်ဝင်းနှင့်အသက်62နှစ်အရွယ်ဒေါခင်တင့်တို့ဖြစ်ကြောင်းဒဏ်ရာရရှိသူများမှာအသက်10နှစ်အရွယ်မတ်ကျူးကျူးကိုနှင့်အသက်45နှစ်အရွယ်ဒေါ်ရွှေဝါထွန်းတို့ဖြစ်ကြောင်းသိရပါသည်။တိဆုံးသူလေးဦးစလုံးကသူတို့အိမ်ပေါ်ကိုဘုံတိကြပြီးအိမ်လဲပြက်စီးတယ်။အိမ်မှာနေထိုင်သူတွေလည်းတိဆုံးနာပေါင် နေအိမ်၆လုံးထပ်မနေပြည့်စည်ပါတယ်ကိုဒေသခံပြည်သူတို့ကရှင်းပြပါတယ်အကြံဖက်စစ်တပ်ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းတွင်လေချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေသည့်အပြင်မြေပြင်တွင်စစ်ကြောင်းထုတ်မှုများကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်လာကြောင်းဒေသစစ်ရေးတရင်ရင်းမြစ်များထံမှသိရပါတယ်ဆက်လက်ပြီးအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် စကိုင်းတိုင်းအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းပြည်သူ့ကောက်ွယ်ရေးမျိုးပြပြောက်ကြားတပ်ဖွဲ့မန္တလေးကပြောဆိုပါတယ်စက်တင်ဘာလ22ရက်နေ့တွင်အရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် အဆိုပါတိုက်ခိုက်မှုကို Generation Z Power GZP မန္တလေးပြည်သူ့ကာကွယ်ရေးမျိုးပြပြောက်ကြားတပ်ဖွဲ့နှင့်တော်လှန်ရေးအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် Generation Z Power GZB မန္တလေးတပ်ဖွဲ့သည်တပိတ်ချင်းမြို့နယ်မရရမြို့နယ်နှင့်သကိုင်းမြို့ဝင်းချင်တွင်လေတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီးအကြံဖက်စစ်တပ်ကိုဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းသိရပါသည် ထို့ပြင်အကြမ်းဖက်စစ်တပ်ကအော်တိုဘာလ18ရက်နေ့တွင် အရာတော်မျိုးနှင့်တစ်ချိုကုန်းရွာစတင်ကြောင်းကိုတရားဥပဒေတက်မှတက်လာသော YAK 113 Jet Fighter ဖြင့်ဘုံချဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအူအပါဝင်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်းထို့ပြင်ပြည်သူ၁၀ဦးကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ဆလပီဝက်လက်ရွာသားကြီးရွာကိုစစ်တပ်ကဂျိုင်းရိုကော့ပရာ၃စီဖြင့်ဘုံဖက်ကျင်းနေ ကြောက်ထူကြောက်ဖြားရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲတိုက်ခိုက်မှုနေအိမ်များပြက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဂျိုင်းရိုကော်ပတာ၃စီးဖြင့်ပုံပတ်ခြင်းနေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ရှနေ့အောက်တိုဘာလ19ရက်နေ့မိုးလယ်၃နာရီကျော်ခန့်ကစတင်ပြီးအကြမ်းဖက်စစ်တပ်ကဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောဂျိုင်းရိုကော်ပတာ၃စီးကပုံပတ်ခြင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြံဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပေကြီးရွာနေပြည်သူများသည်လက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါဗျ။ဒီနေ့မိုးလွဲပိုင်းကစတင်ပြီးရွာသားကြီးကြီးရွာကိုနာမခါကနေတက်လာတဲ့ဂျိုင်းရိုကော့ပရာ၃စီးနဲ့လေးချောင်းတိုက်ခိုက်နေတာပါ။ပြည်သူတွေထိခိုက်မှုရှိမရှိဆိုတာကတော့အတိမပြုနိုင်သေးဘူးဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါရယ်။အလားတူအောက်တိုဘာ14ရက်နေ့နဲ့အောက်တိုဘာလ15ရက်နေ့တို့တွင် အကြံဖတ်စစ်တပ်ကရွာသားကြီးရွာအပါအဝင်တမန်တာချီရွာ စာတင်ချောင်းတို့ကိုလည်းဂျိုင်ရိုကော့ပတာစက်တလီတီလေယာဉ်တို့ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့သောကြောင့်ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ထို့ပြင်မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြောက်ဖြာရွာကိုလည်းအကြမ်းဖက်စစ်တပ်က လေရင်ဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတို့အထိခိုက်ဒဏ်ရာရပြီးနေအိမ်များလည်းပျက်စီးခဲ့ကြောင်း KNU ဒုသထု District ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ၁၈ရက်နေ့နနက်10:40မိနစ်ခန့်တွင်ကြိုက်ထုံမြို့နယ်ရှိကြောက်ဖြာရွာအတွင်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြစ်ပုံသီးစေလုံးကျဲချတိုက်ခိုက်ခဲ့ရာ ခြေရွာနေပြည်သူတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ခွနှလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်